မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာတ်ရုပ်ပါလုံးလုံးနဲ့အချိန်တွေပြောင်းလာတာအခုဆိုရင်2025ရဲ့ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ဒီတလှတာတော်တွင်မှာဘယ်ယာရီယာအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီယာသတိထားစင်ရမလဲဆိုတာကိုဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေများအတွက်အောက်တိုဘာတလစာဟောစာနဲ့ချောင်းရံဆောင်ရံတက်ဆရာကပြောပြပြီးမှဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဘူးဥစ္စာပထမဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဒီကနေဆရာကမေတ္တာပို့ဆူတောင်းထောက်ပနာပြုသလိုက်ပါတယ်ဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာရာလေးတစ်ပုဒ်ဥစ္စာလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများအားပြောနေကြသိမှာပါအရဟံဗဟိအန္တဆီယံသူကရံအာမိတံ ဝိရဇံလာလိတံအတုရံစရဏံတိပုဘုံဘတမန်ယမကံတုကတံတရဏံပရမာမိဇိနံဆိုတဲ့ခါတာဒါမန္တလေးတောင်ဆရာတော်ယတိဥက္ကဏီရဒနာသိတိလို့ခေါ်တယ်ငွေဝင်ခါတာလေးကိုတနေ့ကို28ခေါက်တိတိသုံးခေါက်လဲတစ်ခါရွရင်တစ်ဖက်ကို28ခေါက်တိတိရွပါငွေကြီးနဲ့ပတ်သက်လာရင် တကယ်ကိုကျင်းသေးအစဉ်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဘုရခုရာဟုသာသမီတွေဟာလက်ရှိဇာတာကိုမဟောမီလက်ရှိဒီတလားဇာကိုမဟောမီမှာ မိတ်ဆွေတို့အတွက်ဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြေးကံကောင်းစေတာအသေးချာဖြစ်ကြောင်းဆရာကလက်ခံပေါင်းခတ်ပြောရင်းနဲ့တလဆာကိုဆရာတို့ရှေ့ဆက်ကြည့်လိုက်ရအောင်တလဆာမပြောမိမှာဇာငင်နားမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကွန်လိုမှာရှိပါတယ်ဆရာနဲ့ AC Bright တွေတွေ့ကြတဲ့မိတ်ဆွေများဆရာရှိကို အဲရက်ချင်းတော့ကြိုယူပေးပါရက်ချင်းကတော့ခွန်ကိုတုံညာနှစ်ဖို့တုံညာလေးတစ်လျှောက်7902940416 WhatsApp Telegram ဆရာငယ် Facebook Page Messenger ငါ့ဘိုးဘီဒင်းမီးမြဲနံပါတ်မှာပဲဆရာရှိပါဆရာမန္တလေးရပါဆရာနဲ့တွေ့ချင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာတွေပဲပေးပါဆရာဘက်ကကွန်တက်လုပ်ပြီးဘယ်ချိန်ရတယ်ဆိုတာပြန်ပြောပေးပါမယ်အရှာရှိရမိတ်ဆွေတွေကိုလည်းဆရာအေးအေးဆေးဆေးလေးပဲတွေ့ပေးချင်လို့ပါကောင်းပြီဒါဆိုတော့တခုရအောင်တသမီးတွေအတွက်ဆက်လိုက်ကြရအောင် ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဗုဒ္ဓဟူးရာဥတော်သမီးမိတ်ဆွေများဘာကိုဖြစ်ဖြစ်အမိခံလို့ချင်းဥဆောင်လို့ချင်းနေချိတ်တူဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကံရရဲ့အထောက်အကူကိုရရှိတတ်တော်လာဖြစ်တဲ့အတွက်ဗုဒ္ဓဟူးရာဥတော်သမီးမိတ်ဆွေတွေဟာဒီလတာတော်တွေမှာဘာကိုဖြစ်ဖြစ်ချိတ်တူဆောင်ရလှုပ်ဆောင်ခြင်းဘာကိုဖြစ်ဖြစ်မိမိကိုယ်တိုင်ဥစည်းဥဆောင်လို့ချင်းအမိခံလို့ချင်းစိုင်းဟုတ်တင်လို့ချင်းနေကိုယ်ကိုယ်တိုင်ချိတ်တူပြီးတော့ဘာကိုမစိုးရက်တန်နေတော့အလို့ရက်စင်းနေတော့အလို့ပြက်တန်နေတော့အလို့အဲနှီးကွေးနေတော့အလို့ဒီ ကိုကိုယ်တိုင်ဥဆောင်ပြီးတော့လှုပ်လိုက်ရင် အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အမိခံလှုပ်ခြင်းစိုင်းပုတ်တင်ခြင်းဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ခြေတိုးဥဆောင်ပြီးတော့လှုပ်ရင်ဘယ်ရာကိုမဆိုဥဆောင်သလောက်ကံဟာစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လတွေမှာဘလို့ပဲညံ့ငယ်ညံ့ခဲ့ခြေဆက်ပြီးတော့ရဲစိတ်မန်စိတ်နဲ့ရာစားစိတ်သာတွင်ထားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြားလို့တယ်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ ခေါင်းမူးတာမျိုးခေါင်းကြိုက်တာမျိုးတွေအနေနဲ့ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တယ်လို့ညာအိတ်မပြောတာမျိုးမျက်စိအာရုံပြောနေပတ်သက်တော့ကျမ်းမာရေးတွေအနေနဲ့ဖြစ်ရတတ်သောကာလဖြစ်တယ်အမျိုးသမီးတွေဆိုရင်တော့အသွေးသားနဲ့ပတ်သက်သောကျန်းမာရေးတွေသွေးတိုးသွေးတက်အချိန်ရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်သောအရာလေးတွေမှာသတိပြုဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အမျိုးသမီးတွေဆိုအမျိုးသမီးယောဂါတွေဖြစ်တာမျိုးတွေဒါမျိုးတွေနဲ့ပတ်သက်လို့အဲသတိထားဆင်ခြင်ပေးရတော့လိုအပ်သောလှဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအလုပ်ကြ အလုတ်ကိုင်နဲ့ပတ်သက်ရင်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဆက်ပေါ်ပြပေးပါစီဒီနေ့တော့25ခုနဲ့ဆယ်လာပိုင်းတွင်မှာဗုဒ္ဓဟူးရာဥသာသမီးတွေအနေနဲ့အကျိုးပေးသောလုပ်ငန်းတွေဆိုရင်အိုးအိမ်ရှမ်းပြည်နဲ့ပတ်သက်သောလုပ်ငန်းတွေရှိတိုးဆောင်ရအလုပ်ဆောင်မှာကိုယ်ပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နောက်နေတုံဆိုင်နေတာတော့ရှိတိုးဆောင်ရအလုပ်ဆောင်မှာမိမိမှာအကြံစီလက်ရှိတယ်အတွေးခေါ်ကောင်းလက်ရှိတယ်ဆိုရင်တော့အမိခံပြီးတော့မူရှာအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးเนาะ မြေကြီးနဲ့လက်နဲ့ပုံလွဲမယ်ငါဟာအောင်မြင်ရမယ်ဆိုရဲအဲရှေ့လို့ဆောင်ရပြီးတော့တန်တိတ်ချန်ရှာပြီးလုပ်ဆောင်တဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့ကြိုးစားမှုနဲ့အားသာကောင်းမှုပြီးတော့ကြိုးစားရင်ကြိုးစားသလောက်ရရှိစေမယ်လားဖြစ်တဲ့အတွက်ဘုရားကူရောက်တဲ့မိမိဆွေများကူကတော့ရှေ့တိုးပြီးတော့အောင်မြင်အောင်သာကိုကစွမ်းဆောင်မှုပဲလိုအပ်ပါတယ်စပစ်စီဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေစာစပစ်စီနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စတွေအမ် အစီအချစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆိုင်ရာလှုပ်ဆောင်တာမျိုးလေးတွေဟောဟိုစနလိုကအထယ်လေးလုပ်ငန်းလေးတွေအဲအလှဆင်ဒီဇိုင်နာဂရက်ဖစ်ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာတို့ကြောက်တို့တဲတို့အစားရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တို့ဆောင်ရာလှုပ်ဆောင်ရင် အားသာခြင်းတိုးတက်ခြင်းတွေကောင်းမှုတွေရရှိစေမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အထယ်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဲထို့အပြင် ထင်ပေါ်ကြော်စောလီရဲ့လုပ်ငန်းလေးတွေအိုးအိမ်ရှမ်းနေနဲ့ပတ်သက်သောလုပ်ငန်းလေးတွေတပည့်လက်သားအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့တပည့်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနိုင်ခြင်းမျိုးလေးတွေဂျုံဟာတက်တယ်လို့ အဲခြေတို့ဆောင်လွတ်ဆောင်လို့လည်းကောင်းတယ်ဘာသာရှားလူမျိုးရှားအကျိုးပေးတတ်တယ်လက်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့အရာတွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိမိသားစုတွေမှာမင်္ဂလာသတင်းလေးတွေကောင်းသောသတင်းလေးတွေဆွေမျိုးသားချင်းချင်းချလေးတွေမှာမင်္ဂလာသတင်းတို့အပြုသတင်းတို့ကိုကျင်းသေးပေါ့ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိစေတို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေဟောကျွန်တော်တို့ပေါ့ မိတ်ဆွေတို့အနေနဲ့ဟိုဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကျံစီတွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟောအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ငကူကယာရုလုပ်ငန်းကံကံနဲ့ပတ်သက်ပြီးယာရုတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါယာရုတိုးဖို့ယာရုတက်ဖို့အတွက်ကံရရဲ့အထောက်အကူကိုများစွာကျင်းတည်ရရှိတတ်သော ကာလဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဟိုစတင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများခြေတူဆောင်ရလှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့နဘူကအိုးအိမ်ချမ်းမြေစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြက်အောင်ဆောက်ရမယ့်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ့်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစောင့်ရှင်တဲ့သူတွေအိုးအိမ်ချမ်းမြေစောင့်ရံအတွက်ကိုအခါခွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ မိမိတစ်ချိန်တစ်ခါကအကူအညီပေးခဲ့ဘူးသောပုံကိုယ်ကြီးရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကိုမထင်မှမမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့လုံငနေချင်းနဲ့အုံငနေတိုင်းချင်းနဲ့ဝင်လာတက်တက်လာဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့နေရာဆိုတဲ့နေရာမှာဆရာကြားပြပြောပြရသည်တချို့မိတ်ဆွေတွေကထီပေါက်တယ်ဆိုတဲ့နေရာမှာအောင်ပါလီထီကြီးပေါက်မှာထိုင်းထီကြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးရတနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါတားရွှေဦးထန်လာတဲ့အခါ ကန်စားတာကောင်းလာရင်ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံးနေရင်လည်းပိုင်ဆိုင်လာတာကိုလည်းထီပေါက်ကံဖြစ်ကြောင်းဇာကထက်လောင်းပြောကြလိုက်ပါစေခင်ဗျာနော်အထီပေါက်တယ်လို့ကန်စားတာမျိုးကန်ရရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးတွေကြုံရတတ်တယ်ငကုကပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခရီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်နာဆောင်မှုခွင့်နဲ့ပတ်သက်တာတွေမှာခြေတို့ဆောင်ရလှုပ်ဆောင်ခြင်းတွေအနိုင်ငံခြားရဝေးပြည်ပခရီးသွားနဲ့ပတ်သက်တာတွေခြေတို့ဆောင်ရလှုပ်ဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မိတ်ဆွေဟောင်းအကျိုးမပေးပါဘူးမိတ်ဆွေဟောင်းတွေနဲ့ပတ်သက်ရင်တတိတာဆင်ခြင်ပေးရလိုအပ်ပါတယ်မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်တာမှကို့ကိုအမားမြင်လာတာမျိုးလေးတွေကိုကစေတနာနဲ့ဖြည့်ရှင်းပေးတာမှကို့အမားကြီးဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ဘာဝင်ချင်းမှာတပုတ်နေတွင်ပြောခံရတာမျိုးမကောင်းတဲ့ရင်ပြောခံရတာမျိုးအဲကို့ကိုမဟုတ်မဟတ်ပြီးပြက်ခဲ့တော့ကိစ္စပြီးခဲ့တော့ဇလန်းနေနဲ့ပတ်သက်လို့ကို့ကိုအနိုင်ယူဖုံးနှက်တဲ့ဇကလုံးတွေပေါ်လာတတ်တဲ့အတွက် ြဿနာကိစ္စတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလီချုပ်ပြီးရှင်းလီချုပ်ပြီးဆိုတော့ကာလဖြစ်တဲ့အတွက်ကြောင့်တောင်းခဲအမှာတော့မှအရာရောဘယူဆန်နေရတဲ့ကိုယ့်ရဲ့ကိစ္စတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်ဒီကောင်းအောင်တိုးတက်အောင်ဆန်းဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြေးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့ ိမ်လည်းမမြင်စင်းနဲ့အဲ့ဒီငွေဟာမြင်လူမြင်ကိုမမြဲတက်တော့ကာလာဖြစ်တတ်တယ်သူကငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှိတဲ့ငားတဲ့အခါမှာတောင်းဝခတ်တာမျိုးလေးတွေချိလိုက်ငားလိုက်တဲ့အခါမှာအဲဟိုစွနာလူပေါ့ငွေကြီးကကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ညစ်ရတာမျိုးလေးဂျုံတက်တဲ့အတွက်သိမ်းရဆဲရတာခတ်နေရင်လည်းဆရာငယ်ကိုပို့လာပါဆရာသိမ့်ပေးထားပါမယ်။ကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင် ထင်တော်ခြင်းလေးတွေကိုယ်ငွေနဲ့ကိုကိုယ့်အတွက်အကျိုးမဖြစ်စေသောလုပ်ငန်းလေးတွေမှာရှီလိုက်ငှားလိုက်ပြောဆိုလိုက်တဲ့အခါမှာထင်တော်ကြံ့ကြာမှုလေးတွေတပည့်ဆင့်ပြန်လို့ရတာမျိုးတွေထက်ကျင်ထက်ကျင်ကြိုးစားရတာမျိုးတွေအဲကြုံရတတ်တဲ့အတွက်ကြောင့်မလို့ကိုယ်ငွေနဲ့ကိုစိတ်တမဲ့စိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထလောင်းပြောကြားလိုက်ပြရစီအဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်တဲ့အခါမှာအဲဆွနာလို့ပေါ့ကိုယ့်အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ဘဲနဲ့ပရာဟိတလုပ်ငန်းလေးတွေကိုတတိထပြုမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးအခေါ်တွေကကွဲလွဲနေတဲ့အတွက်တူတူတိတ်တိတ်နေပါ အလူခံပုဂ္ဂိုလ်မျိုးတွေအလူခံဌာနမျိုးတွေပဋိဉ္ဇဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုတာထက်မပိုသေးနဲ့ဝေဒနာတွေဖြစ်ရတတ်ခြင်းနားလေရခြင်းပဋိဉ္ဇတွေမှာမှဥဆောင်ပြီးတော့အဲစိရင်ကင်ပြီးတော့ဘာညာဆိုတော့မှအထင်လွဲခံရခြင်းပြဿနာတွေစေတနာတွေဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအရှုပ်တွေဖြည့်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်ရင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမဖြစ်တွန်းစေသောကိစ္စတွေကိုတတိထားပြီးတော့တူတူတိတ်တိတ်နဲ့ဖြစ်နိုင်ရင်ကုညီနိုင်တော့ကုညီပြီးတော့ပို့ပြီးတော့ဥဆောင်ခြင်းအမိခံခြင်းတွေတတိပြုစင်နေရလိုအပ်ပါတယ် ဘဇက်ကဖရားလက်ကသားယာဖြစ်တတ်တော်လာဖြစ်တတ်တဲ့အတွက်ဘဇက်ကပဲဖရားတနေတာမျိုးတက်လက်တွေ့ကြကြလဲဖရားတရားလုပ်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားတော်သမီးတွေမိတ်ဆွေများဟာဒီကာလမှာဖရားတရားလုပ်ဖို့အတွက်လွန်စွာခက်ခဲနေသောကာလဖြစ်တဲ့အတွက်ဘာသာတရားရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းကြိုးစားပါဖရားတရားကိုမမိပါနဲ့ဘဇက်ကဖရားလက်ကသားယာမဖြစ်စီဘူးလေထထောင်ပြောကြားလိုက်ပါစီဆက်ပစ္စည်းအဟောင်းတွေ အစုတ်တွေအပြက်တွေအသုံးမလို့တဲ့ဆက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်ပေးတာမျိုးတွေလုပ်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်မထင်မဖက်နဲ့အပူသေးနှစ်ယောက်ဧည့်သည်ခီးသွားလာတတ်တဲ့အတွက်မထင်မဖက်နဲ့အပူသေးနော်သို့မဟုတ်မထင်မဖက်နဲ့ အပြတ်တော်ဆောင်နေဧည့်သည်တွေရောမထင်မှတ်ပဲမမျှော်လင့်ပဲရောက်ရှိလာတတ်ပါလေခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေခဏခဏဖြစ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုသတိပြုစင်ကြင်ပြီးပါလက်မခံနဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲတဲ့ဆနာလိုပါမဖြစ်မနေလက်ခံရတဲ့အခြေအနေတစ်ခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညာအိတ်တရက်ထွက်ပြီးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ အခက်အခဲတွေကပြေပြောက်ကောင်းမှုသွားမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီအစ်ကိုမောင်နှမကိစ္စတွေကိုမိတ်ဆွေတွေကိုယုံပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စီတတ်တယ်လို့တဦးတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်ပင်လိုက်ပြီမြဲကိုယ့်အပေါ်မှာဖီအားလေးတွေဖြစ်စီတတ်တဲ့အတွက်ကိုယ့်ရဲ့အတွင်းသတင်းကိစ္စလူတိမခံလို့တော့ကိစ္စတွေကိုတိုးတိုးသိသိနဲ့လှုပ်လှုပ်ဝဲဝဲတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုဟာကိုတော့အကောင်းပါပဲ ဒါပေမဲ့သူများကိုစေတနာတွေပို့လို့ချိလိုက်ခါမှာငားလိုက်ခါမှာပြန်တော့ခတ်တာမျိုးတွေကြုံရတတ်တယ်လို့မိသားစုအိမ်ရေးကိစ္စလူရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျအများရတတ်ပါတယ်ထပ်ပြောပါမယ်အရေးကြီးတာအလောင်းကစားတတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းမလားလို့တော့မလောင်းနဲ့ပုံတကူရအောင်သာမီးဒီလဟာတေချာတယ်မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကတ်တွေကိုလာပြီးတော့ကိုနှိုက်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုသတိပြုစင်ရင်အတွက်တော့လိုအပ်တော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုမှာပေါ့ ဟိုအလောင်းစားနဲ့ပတ်သက်တာတွေအပျော်ပါနဲ့ပတ်သက်တာတွေမိန်ကောင်းဆွေကောင်းတွေမိသားစုတွေအိမ်လွှဲရေးတွေအဖွဲ့အစည်းတွေတင်းဖွဲ့ဂျာတာပရိတ်ကျုံနဲ့ပတ်သက်ရင်အားနဲ့ဇီတော်ကာလာဖြစ်တဲ့အတွက်အတွေးလွန်လာမျိုးတွေညာအိမ်မပျော်တာမျိုးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပို့ပြီးတော့အဲတွန်းအားဖြစ်စီပြီးတော့အစင်မပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုနုဆရာငယ်လိုရွှေရှော့အောင်မွေးပါ လည်းကောင်းပြီနော်စိတ်ပျော်သလိုနေပါစိတ်ပျော်ကိုနှုမာတာမိတ်ဆွေတို့တော့ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီလာတာတော့ဒီမှာလူငယ်တွေအရှိကြီးနဲ့ပတ်သက်လာရင်တော့ချစ်သူတမီးစားမရရှိသူတွေအနေနဲ့ကြီးစားရရင်တော့တေချာတယ်တိတ်နေတယ်အိမ်တောင်ကြတာမျိုးတွေဖြစ်တတ်တယ်သို့တော့ မိတ်ဆွေတို့เนี่ยမရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်တော်ဘက်မထင်မှာပဲအိမ်တော်ကြတာမျိုးတွေစုပ်ကောလက်ပေါ်ဝင်တက်တဲ့သို့တော့မိမိတို့အနေနဲ့ကိုကအမြတ်တလုံးထားပြီးပြောဆိုတာမှအထင်လွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ချစ်သူသမီးစားနဲ့ပတ်သက်လာတဲ့အခါမှာကိုကိုယ်တိုင်တိုက်ရိုက်ပြောတာမျိုးတက်ကြားခံတယ်လေတခုခု ခံပြီးတော့တဦးတယောက်ကိုခံပြီးတော့ပြောဆိုအဲခိုင်းတာပုံကိုကောင်းတယ်မပြောတာကတော့ပုံကောင်းပါတယ်ခင်ဗျာနော်တိုးတော့တမီးစားနဲ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများသုံးွင့်ဆိုင်ဖြစ်နေတာမျိုးလေးတွေကြားလို့ခံနေရမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါတမိကြီးမင်းအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူအပေါ်မှာမိမိရဲ့ဖူးစာဘက်အပေါ်မှာအယုံကြည်လွန်တာမျိုးလေးတွေကိုသတိပြုဆင်ခြင်ပြီးတော့တယောက်နဲ့တယောက်တူနဲ့တူ ဟိုတည်တည်ရှာရှာလေးညိနေနေတတိုင်းမျိုးနဲ့ဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါတစ်ခုလောက်ပြီးအကြံပေးခြင်းပါလေဘုတ်တခုရအောင်သာသမီတွေဒီလတာတို့တွေမှာလူငယ်များခုပြောပါတယ်တချို့အရာတွေကဟိုနွားရကအောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှေ့မလိုက်ရှင်နောက်ပြန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုလည်းပြင်ပန်းတယ်လို့နောက်ကနွားလည်းပြင်ပန်းတယ် ။နောက်တော့ဟိုရှေ့ဆွဲလို့မရတဲ့အရာတွေကိုတစ်ခါလေးမှအခုလွတ်မရှာရင်နောင်လွတ်ရှာမှာရှေ့လည်းပြီးမြောက်တဲ့အတူတူတော့တစ်ခါလေးမှစုပ်ကင်ထားတာတက်လွတ်ရှာလိုက်တာကပိုကောင်းပါလေလို့ဆရာကအကြံပေးလိုပါတယ်။ကြည့်ကောင်းပြီ။အဲအရှိရင်းနဲ့ပတ်သက်လူငယ်တွေသမီးသားရင်းနဲ့ပတ်သက်လာဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးလေးတွေသို့မဟုတ်တန်လျာစိတ်တွေဥတိုစိတ်တွေအရက်တန်လာမျိုးလေးတွေကြောင့်မိမိရဲ့ဖူးစာဘက်အပေါ်မှာစကလုံးလေးတွေပြင်းပြထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအခြေတင်လေးတွေဖြစ်ရတာမျိုးတွေတတိပြုစင်ချင်မှာအဝေးကနေတော့ တမီးစားများအနေနဲ့ကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။အိမ်နောင်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲ။ငကိုကဆက်သွဲပြက်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်နောင်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်မင်ညီနိုင်ပြီးဆောင်ရွက်ပါ။အိမ်နောင်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်နောင်ဘက်ရဲ့ကျမ်းမာရေးအနေနဲ့ညံခြင်းမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအိမ်နောင်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်နောင်ဘက်ရဲ့စိတ်အစဉ်မပြေမှုလေးကြောင့်ကိုကဂယုဆိုင်တော့ဖြစ်နိုင်မယ်သို့တော့ နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုဆင်ခြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဘုတ်တူရောက်တာသမီးတွေဒီလာတာတော့တွေ့မှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအကြောင်းအနေနဲ့ဆိုလို့ရှိရင်တော့စင်စွဲအောင် အနီရောင်တို့အဝါရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါတယ်ဖြစ်နိုင်ဘာလုံငန်းကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လို့ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်တယ်လို့အစုဆေးရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအခွဲစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့လို့ဆောင်ရလို့ဆောင်လို့အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ် ထူးထူးခြားခြားပါပဲဒီလဟာညီအကိုမောင်မဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုများစွာရရှိမဲ့လာဖြစ်တဲ့အတွက်တော့ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေကဒီလတာတော်တွေမှာဆွေမျိုးသားချင်းညီအကိုမောင်မတွေနဲ့ပတ်သက်လို့တိုင်မြင်တာမျိုးလေးတွေနှွေးချွေးအောင်ကြိုးစားတာမျိုးတွေကြုံရတတ်တယ်လို့အချုပ်အနှောင်ဖြစ်နေတဲ့ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုပ်အနှောင်ဖြစ်နေသူတွေသို့မဟုတ်အချုပ်ချင်းအချုပ်အနှောင်ဖြစ်နေသောမိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်အတဲအခါကြီးအချုပ်အနှောင်မျိုးပြေပြောက်သွားစေရန်အတွက် ကိုယ့်ရဲ့အဝယ်စားသမဟုတ်အဲ့ဒီအချုံတော်ဖြစ်နေသူရဲ့အဝယ်စားလေးကိုနော်ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိစေတို့ရဲ့အခက်အခဲတွေပြည်လဲပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့တစ်ကနန်းခွန်ရကနန်းရှစ်ကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါလေအကျိုးပေးသောအရက်ဟာတော့အရှိမြောက်တော့အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီသာတာတော်တွေမှာဆိုရင် ခยีသွားလို့တဲ့ကိစ္စခยีထွက်လို့တဲ့ကိစ္စတွေအင်္ဂါသာသမီတို့အင်္ဂါနေ့တို့၃ရက်နေ့တို့30ရက်နေ့တို့မှာသွားတာမျိုးတွေကမိစုတွေရဲ့ကံကိုလုံခြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကလာဖြစ်ပြီးတော့ passport visa လုပ်ငန်းရဝေးခยีသွားတဲ့ပတ်သက်သောလုပ်ငန်းတွေမှာရှေ့လို့ဆောင်ရွက်လို့ဆောင်ရွက်အားသာကောင်းမှာပါတယ်ဗုဒ္ဓဘုရားဟိုသာသမီမိစုများအမေနဲ့ပတ်သက်ပြီးတော့အမားနဲ့ပတ်သက်ပြီးတော့ပြဿနာရှိခြင်းလေးဖြစ်ရတာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိစုတို့အနေနဲ့ အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရိုးစွတ်တာမျိုးဆွတ်ဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းကောင်းစွာသတိပြုရန်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီလက်ကအတော့ဒီမှာသတိထားဆင်နေရမယ်ကဏ္ဍအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့ဂျာစာပရိသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေကအားနည်းစည်းသလိုအိမ်တွင်းကိစ္စလူမွေးကိစ္စတွေမှာကိုထောက်ပံ့ကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်တိတ်လေးတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အဲ သတိကားစီရင်ပြရမယ်အချက်လေးကိုထပ်ပြောပြရစီဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟိုအကျွားတန်တာမျိုးလေးတွေကို့မှာရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မစည်းပဲနဲ့ကို့မှာပိုင်ဆိုင်တဲ့အရာလေးကို့ရဲ့အတွင်းရေးကိစ္စတွေဘယ်လောက်ရှိတယ်ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာကိုပြောပြတာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့အတွက်တစ်ချိန်မှာအားနည်းချက်ဖြစ်ကြောင်းနဲ့အဲမဖြစ်မနေ ကိုယ့်ရဲ့ကံကိုညှက်စီတက်တာမျိုးမမြဲတာမျိုးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးကိုသတိထားစင်နေပေးရလို့အကြောင်းထပ်လောင်းပြောကြလိုက်ပြရတယ်မိတ်ဆွေတို့ရဲ့အဋိဋ္ဌံပြုလို့လေဆရာငယ်ရဲ့မိတ်ဆွေတို့တခုရောက်တာသမီးများအဋိဋ္ဌံပြုခြင်းတပါဆိုရင်တော့ဖြင့်ပုရိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကိုခုနှစ်ပတ်လုံးနဲ့၁၇ရက်ဒီဒီအဋိဋ္ဌံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လေပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်ပါလေခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွအယောက်ဖတ်စီလို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့ဟိုကျတော့ ဟိုတိတ်ကလေးတစ်ခုနဲ့မိကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ပေါ့သုံးမောင်တိတ်ဆိုဘလို့တိတ်ပြီးတိတ်ကလေးတစ်ခုနဲ့တိတ်ကလေးဟိုလာဆွနာလို့ပေါ့အတန်လေးတိတ်ပြီးတော့စိတ်ထဲကနေပြီးတော့ခတ်ပြင်းပြင်းလေးနဲ့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုပြီးတော့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပုတ်ထိတွေ့လာမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွက်ပြီးတော့အယောင်းထပ်သွားစေမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာ အဆက်ဆက်ရအောင်မြင်စေရန်အတွက်အရှိတ်ဆူဆူရက်ကိုမျက်နှာမူပြီးတော့လက်ခုပ်လက်ဝါးသုံးချက်ပြီးပြီးတော့လူရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြီးတိုးတက်စီပြီးတော့ငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပေးနေကြပါပဲ အရဟံဆိုတဲ့ဆန္ဒကိုဟိုဆန္ဒရတေဥခဏရဲ့ကာလာလေးရွတ်ပါဒါပြီးတော့ငွေကြီးကံအဆက်ဆက်ရအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေးပကံများတစ်ဆက်တည်းမှာလက်ဖက်ကပုံပုံပုံတောက်ရီကတစ်ခွက်တည်းအလဲမှာဆင်ပြီးထွင်းပြီးတော့ငွေကြီးကံကောင်းစီရန်စူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးအစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ဂျင်းတွေဒီလာကစားလို့ကံကောင်းလာစီမှာဗုဒ္ဓဖူးရာဟုသာသမီးတွေအတွက်အတေချာပဲဖြစ်ကြောင်းနဲ့အတာစားတဲ့ဗုဒ္ဓဖူးရာဟုသာသမီးမိတ်ဆွေတွေအတွက်ဆရာတို့ကံစကောင်းပါပြီလို့ပြောရင်းနဲ့ ကဲဗုဒ္ဓဘုရားတသမိမိတ်ဆွေတို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီတက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့သူစီစဉ်ယရနာများတိုးပွားပြီးတဲ့အခါအောင်မြင်မှုအပေါင်းတရဘူးဆောင်းပါစီကြောင်းဆရာကမေတ္တာကိုဆုတောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်မန္တလေးရမိတ်ဆွေများဆရာနဲ့လာတွေ့ရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်